နတ်တွေကတခါတော့ကတာပရိသနတ်ပြည်မှာနတ်တွေကဒီအကြောင်းကိုသိတယ်။မြတ်စွာဘုရားမပွင့်ခင်ကရောက်နေတဲ့နတ်တွေနော်ရှိတယ်။တာပရိသနတ်ပြည်မှာကုသိုလ်ကောင်းမှုလုပ်ပြီးတော့နတ်ပြည်ရောက်နေကြတာရှိတယ်။ဘုရားပွင့်ပြီးတော့မှတရဏဂုံသုံးပါးဆောက်တည်ပြီးတော့သာသနာ့ဘဲမှာကုသိုလ်လုပ်ပြီးမှရောက်လာတဲ့နတ်တွေရှိတယ်။အဲ့ဒီရှိနေတဲ့နတ်နဲ့ ဖျားပွင့်မှရောက်လာတဲ့နတ်အရှိန်အောင်ဆုံးမှကြည့်လေတရားမင်းကြီးကိုယ်တိုင်ကိုကသာသနာပါမှာလှုပ်လာတဲ့ကုသိုလ်ရဲ့အရှိန်တိတ်မကောင်းဘူးသာသနာပါမှာလှုပ်ခဲ့တာတရားမင်းဖြစ်နေပေမဲ့လို့ယသော်ဘုရားသာသနာမှာကုသိုလ်လှုပ်လာတဲ့ကုသိုလ်လှုပ်ပြီးတော့ရလာတဲ့ ဘုန်းတော်ကိုတေသောကြီးတဲ့နတ်တွေပြေလို့ရှင်တရားမင်းတောင်မှပဲဒီအရှိန်အဝါတွားပြီးတော့ထိတယ်စူလာရထာတို့နော်နတ်သားတွေထွက်လာတယ်ဆိုရင်တရားမင်းကြီးတောင်မှပဲသူ့ရဲ့နန်းပြတ်တတ်တွေသူ့ရဲ့အဆောင်အယောင်တွေကဟောင်းနှွမ်းအိုမင်းနေတယ်လို့ခံစားရတယ် ခိုကအယောင်တွေကဖိတ်ဖိတ်တောက်တိလွင်လှပသူတွေလည်းရုပ်ရည်ပကရချောမောကြတယ်သူတွေလည်းအရှိန်အဝါတွေကကောင်းကြတယ်ဆိုတော့မတူဘူးအကျိုးပေးတာချင်းမတမ်းမကွာမတူဘူးဆိုတာစဉ်းစားကြည့်လေတတိကုံမြေပေါ်မှာစိုက်ထားတဲ့တစ်ပင်နဲ့မြေဩဇာကောင်းတဲ့နေရာမှာစိုက်တဲ့တစ်ပင်အတိချင်းဖွင့်ဖွင့်ပြိုးတာချင်းအပွင့်ချင်းမတူဘူးလေ ဖះသာသနာလို့ဆိုရင်ဒီဩဇာကောင်းတဲ့နေရာမှာဒါနာကောင်းမှု လုပ်ပြီးတော့နှက်ပြေရောက်သွားတဲ့ပုဂ္ဂိုလ်တွေကအယောင်ဝါတွေပို့ပြီးတော့သူများတဲ့တာလွန်နေတဲ့တောက်ပါတယ်ဒီလိုဆွတ်လို့လားနော်အဲ့ဒါကြောင့်မလို့နှက်ပြေရောက်နေတဲ့နှက်တွေကဒီအခြေအနေတွေကိုကောင်းကြီးပြီးကောင်းကောင်းသိကြတယ်မတူဘူးတဲ့အချိန်ကအဲဒါကြောင့်မလို့ဒါတွေကဘုသူ့ရဲ့ခြေဆုတွေလဲလို့ဆိုရင်မြတ်စွာဘုရားရဲ့ခြေဆုတရားတွေပဲပေါ့နောက်ဆုံးမှာ ုန်းကြီးတို့တွေဒီဘဝမှာကောင်းကျိုးချမ်းသာတွေရကြတယ်စေအေးချမ်းသာဆိုတာနေနိုင်တယ်။နောက်ဘဝရှိတယ်မရှိဘူးဆိုတာကိုမသိကြဘူးမသိနိုင်ကြဘူး။သို့တော့မြတ်စွာဘုရားကဟောထားတယ်။နောက်ဘဝဆိုတာရှိတယ်ဆိုတာ။ဘုရားပေါ်မှာယုံကြည်စိတ်ချပြီးတော့ဟောနောက်ဘဝကိုလက်ခံထားကြတယ်။နော်နောက်ဘဝကိုလက်ခံထားကြ။အဲ့ဒါလို့လက်ခံထားတာကိုက ဒါမြတ်စွာဘုရားရဲ့ခြေစုတရားဘုရားပေါ်မှာယုံကြည်စိတ်နဲ့ထားကိုယ်တိုင်မမြင်ရတဲ့ဟာယုံကြည်စိတ်နဲ့ထားနောက်ဘွားရှိတယ်လို့လားဒီထဲမှာမြတ်စွာဘုရားကဆုံးမဩဝါဒပေးထားတာရှိသေးတယ်အေးတချို့ကနောက်ဘွားရှိတယ်လို့ဟောတယ်တချို့ကနောက်ဘွားမရှိဘူးလို့ဟောတယ်မင်းဘယ်လိုလုပ်မလဲဟာကိုယ်ကိုယ်တိုင်ကရှိတယ်လည်းမသိဘူးမရှိဘူးလည်းမသိဘူးဘယ်လိုလုပ်မလဲဆိုတော့ ဟောကောင်းတာတွေလုံနေလိုက်တဲ့ကောင်းတာတွေလုံနေလိုက်လို့ရှင်နောင်ဘဝမရှိဘူးဆိုလို့ရှင်ပြီကိစ္စမရှိဘာလို့ဒီဘဝမှာငါလူကောင်းပဲကောင်းတာလုံနေသည့်အတွက်ကြောင့်ဒီဘဝမှာချမ်းသာနောင်ဘဝရှိတယ်ဆိုရင်ကောင်းတဲ့ဘုံမှာရောက်ဟောနှစ်ဖက်လုံးမမားနိုင်တဲ့လမ်းကိုရွေးဖို့မြတ်စွာဘုရားဒီလိုခေါ်တာဒါသေချာတဲ့လမ်းတစ်ခုဒီလိုခေါ်တာနော် မြတ်စွာဘုရားက လောကကြီးမှာပွင့်နေပြီတရားဓမ္မတွေဟောနေပြီဒီပုဂ္ဂိုလ်ကဘယ်ရောက်နေတုန်းလို့ဆိုတော့ရုပ်ခန္ဓာကိုယ်ကြီးမပါတဲ့မြမဘုံမြောက်နန္တရားတွေကြီးပဲရှိတယ်အသိစိတ်ပဲရှိတယ်ရုပ်ခန္ဓာကြီးမရှိဘူးသူကတဏ္ဍပုဂ္ဂိုလ်တော့မဟုတ်ဘူး ။လွန်ခဲ့တဲ့ဘဝတုန်းကသူကဇံရောက်အထုတ်ထားတော့ဇံကိုပင်စမဇံအဆင့်ထိအောင်အဆင့်မြင့်တရားကျင့်တဲ့ယောဂီပုဂ္ဂိုလ်ကြီး။သို့တော်လည်းသူအတွေးချော်လေးအတွေးခေါ်လေးလွဲချော်သွားတာရှိ။ဘာလွဲချော်သွားတော့ဆို။အေးဒီခန္ဓာကိုယ်ကြီးရှိလို့ခေါင်းကိုက်တယ်လို့ဗိုက်နာတယ်လို့ဆိုတာ၄အိယတာတို့ဆိုတာလေဟောဒီရုပ်ခန္ဓာကိုကြီးကြောင့်ပဲစားရတာလေဒီရုပ်ခန္ဓာကိုကြီးကြောင့်ပဲ ဒုက္ခမှန်တယ်များဟောဒီယုတ်ခန္ဓာကိုယ်ကြီးရှိနေလို့ဒုက္ခဖြစ်နေတာစိတ်ကလေးကြီးဆိုဘလောက်ကောင်းမလို့သူ့အတွေ့အဲ့လိုသွားတွေးတာဟုတ်ကဲ့အဲ့လိုသွားတွေးပြီးတော့အေးနောင်ဘဝကြတော့ငါယုတ်ခန္ဓာကြီးမရပါရစေနဲ့စိတ်ကလေးပဲရပါရစေဆိုတော့အရူပပြမဘုံသွားပြီးတော့ဖြစ်တာနှစ်ပေါင်းများစွာကဲဒီပုဂ္ဂိုလ်လည်းပဲဘဝမှာတော့ချမ်းမြသာသာ နေရပါရဲ့မြတ်စွာဘုရားတရားဟောတာနာခွင့်ရှိရလား မရှိဘူးတဲ့ဆင်းလွဲသွားပြီတရားတော်မှ မနာရလို့ရှိရင်တဏှာဝုကလွတ်ဖို့ဆိုတာမရှိအေးမြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရား အလောင်းတော်ဘုရားတရားကျင့်တရားကျင့်တဲ့အခါပထမဆရာမျိုးစုံထံနီးနီးယူပြီးတော့ကျင့်တာအဲ့ဒီထဲမှာအာလာရကာလာမဆိုတဲ့ဆရာကြီးတူနဲ့ပါတယ် ဥဒကရမဗုဒ္ဓဆိုတဲ့ဆရာကြီးတဦးလည်းပါတယ်အလာရကလမဆိုတာဇံအစင်အားဖြင့်ရူပဝဆရဇံ၄စင်ထီအောင်ပေါရောက်အောင်မြင်တဲ့အပြင်မှာအရူပဝဆရဇံမှာသူကတတိယအစင်ထီအောင် ရောက်ထားတဲ့ပုဂ္ဂိုလ်တာမန်ပုဂ္ဂိုလ်မဟုတ်ဘူးခொနစင်ပေါက်ထားတဲ့ပုဂ္ဂိုလ်ကြီး ရသော်ဘုရားကသူစီကတင်ပြီးတော့ဘုရားအလောင်းဘဝတုန်းကတရားထုတ်လိုက်တာသူနဲ့ဒန်းတူမြတ်စွာဘုရားလည်းပဲသူအဆင့်ကိုရရှိဘူးတယ်တခါဥရကရာမဗုဒ္ဓဆိုတဲ့ယသိဆရာကြီးကတော့သူကိုယ်တိုင်ကတော့ဇန်80ထိအောင်တော့မပေါက်သေးဘူးသူလည်း80 ဖရာလောင်းနဲ့တွေ့တဲ့အခါမှာဒါပေမဲ့လို့သူကရှစ်ဆင်မြောက်နေဝတ္တညာနာတညာရဏဆိုတဲ့နောက်ဆုံးအဆင့်ဘလို့အထောက်ရတယ်ဆိုတဲ့ဤစနစ်ကိုသူဆရာစီကရထားလို့ဖရာလောင်းကိုတင်ပေးတယ်။ဖရာလောင်းကအထုတ်လိုက်တာသူဆရာကြီးပေါရောက်တဲ့အဆင့်ထီအောင်သူပေါက်သွားလို့ဖရာလောင်းကိုသူကဆရာတင်တောင်ပြီးတော့ထားသေးတယ်။အေးနောက်ပိုင်းကျတော့သူလည်းပဲရှစ်ဆင့်ထီအောင်ပေါက်ပြီးတော့သွားတယ် အဲ့ဒီပုဂ္ဂိုလ်ကြီးနှစ်ဦးဟာဖရာအလောင်းတော်ဘွားတုန်းကဖရာအလောင်းတော်ဘွားကတွေးကြတယ်။နောက်ဖရာဖြစ်တဲ့အခါဓမ္မစကြာတရားဟောကံဤကြီးလိုက်တော့အာလာရကာလမဆိုတဲ့ယသိကြီးကတရားဟောကံဤမဟောခင်ဟောတော့မယ်လို့စိတ်ကူးလို့ခொနှစ်ရက်လောက်အလိုမှာတည်သွားပြီမရှိတော့တည်သွားပြီးတော့ခொနာကပြောတဲ့ ရုပ်မရှိနာမ်သာရှိတဲ့အရူပဘုံကိုရောက်နေတယ်။အကယ်၍ရုပ်ရောနာမ်ရောရှိမယ်ဆိုလို့ရှိရင်ဘုရားကလိုက်ပြီးတော့တရားဟောမှာဘာဖြစ်လို့လို့ဆိုသူ့ဆရာတော်ဘူးတာကိုယေရှုဆက်ချက်နေ။တခါဥရကရာမဗုဒ္ဓဆရာကြီးကြီးလိုက်တဲ့အခါကျတော့ညာဥယံကပဲ꽌လွန်သွားပြီးသူကလည်းပဲအရူပမြမဘုံတဘုံကိုသွားဖြစ်နေတယ်။ဆောသူတို့နှစ်ယောက်ဟာလည်းပဲ။ ရသော်ဖះနဲ့တိခါလီလွဲသွားတာတရားဟောမလို့ခொနရက်အလိုသို့မဟုတ်တရက်အလိုလေးမှာနှစ်ဦးစလုံးဟာတည်ဆုံးသွားကြပြီတည်ဆုံးသွားတော့လည်းပဲတန်တရာထဲမှာရှိနေမယ်ဆိုလိုက်ဟောလို့ရတဲ့ဘဝမျိုးမဟုတ်သည့်အတွက်ကြောင့်ဘယ်လိုမှသူတို့ဖះနဲ့တွေ့ဖို့အခွင့်အရေးဟာမရှိတော့ဘူးတဲ့ဘာဖြစ်လို့တော့သူတို့ဘဝသက်တမ်းကအလွန်ရှည်တယ် နောက်ထပ်အရိမတရာဖျားပွင့်တောင်မှပဲသူတို့ကရှိနေအောင်မှာပဲမကြွသေးဘူးဒီတိုင်းပဲနေမှာပဲအရိမတရာဖျားပွင့်တော့လဲသူတို့တရားနာခွင့်ရမှာမဟုတ်ဘူးဘာဖြစ်လို့နားမှာမပါတာကိုကဲအဲ့ဒီပုဂ္ဂိုလ်ကြီးနှစ်ဦးကြီးဘယ်တော့ဆုံးရှုံးသွားတော့အမတန်မှဆုံးရှုံးနေတဲ့